အားလုံးပဲမင်္ဂလာပါဗျာကောင်းစံသတင်း channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့တိုင်းပြည်အေးချမ်းမှု16နှစ်နဲ့35နှစ်လူငယ်တွေမှာတာဝန်ရှိရဲဆိုပြီးပြောလာတဲ့အဘသာမင်းသားကြီးရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီမှာဘာသာမင်းသားကြီးကအဲဒီကြောင့်နဲ့ပတ်သက်ပြီးဘာလို့ဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်သတင်းထလာမှအတူပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ ီရက်ထဲမှာတော့ဖရားတကာကြီးရဲ့ตาရဲ့ဝိပုံစားပုံကြီးကကျွန်တော်တိုင်းဝရှိတဲ့ရရှိလူပြည်သူတွေထူးဆန်းခြင်းထူးဆန်းနေမယ်ဘယ်လိုပါဗျာမင်းသားကြီးဆိုတော့လေကြာဇယုတ်ကိုပြီးပြင်းစွာတရုတ်ဆောင်ရတာပေါ့မင်းသားဇယုတ်ဆိုတော့ဟုတ်တယ်မလားကျွန်တော်တို့ဒီအပိုင်းမှာအမြဲတမ်းပြုံးနေတာဟုတ်တယ်ဟောရှိတဲ့ရန်ရှင်လူပြည်သူကြီးခံစားပြီးကြမှာအားရောက်ပြုံးလဲဆိုတော့ ကျွန်တော်အများကြီးပြောပြောနေတဲ့စကားပဲဗျာပြီးပြီးတော့ကလိမ့်နေအောင်ခံခဲ့ရခံခဲ့ရပြီပါပြီနော်အခုတူဖြစ်တဲ့အခါကျတော့စဉ်းစားစဉ်းစားကြည့်ပါဗျာကျွန်တော်အများကြီးပြောလို့ရှိတဲ့စကားလေးရှိတယ်ဗျာကျွန်တော်တက်မတော်မှာစစ်တိုက်တဲ့စစ်သားနဲ့စီပေါ်ကြီးလုပ်တဲ့စစ်သားကွာပါတယ်လို့ကျွန်တော်တစ်ဆယ်နှစ်ဆက်ခွန်စစ်စီရေးမှာကျွန်တော်မြန်မာနိုင်ငံရဲ့အဓိကကြားတဲ့ရှမ်းပြည်မြောက်ပိုင်းကျွန်တော်ကချင်နဲ့ရခိုင်မှာစစ်မှတ်တွေဖြစ်ပွားခဲ့ကျွန်တော်ဘက်က စီးပွားရေးလုပ်တဲ့စစ်သားတွေကြောင့်မဖြစ်တင်တာကြီးဖြစ်ခဲ့ရတယ်။ကျွန်တော်ဘောနော်တစ်ဆယ်နှစ်ဆက်ကုန်စစ်စီမှာဖြစ်ခဲ့တဲ့ခင်ဗျာစစ်ပွဲတွေရဲ့ဘောနော်ဒီနေရာဒေသတွေကိုကျွန်တော်ခွဲကြစစ်ပြပြီးကြည့်မယ်ဆိုရင်တရုတ်ကအကျိုးစီးပွားတွေရှိတဲ့နေရာတွေမှာအများဆုံးဖြစ်ခဲ့ကျွန်တော်တို့မြန်မာတပ်မတော်နဲ့နော်ဖြစ်ခဲ့တဲ့လက်နက်ကိုင်ဖွဲ့စည်းတွေရတယ်တရုတ်ကြောတော့နောက်ခံပေးထားတဲ့ဖွဲ့စည်းတွေဖြစ်တယ် MNDA TNN A နဲ့ KIA တရုတ်ကလိုကြစပွဲကိုဖန်တီးလိုက်တာပဲဒီစပွဲမှာကျွန်တော်တို့အမေရိကန်နဲ့အနောက်အုပ်စုရဲ့အပေးမှုနဲ့ရပ်တည်နေတဲ့ကျွန်တော် CRPH NU နဲ့ PDF အဖွဲ့တွေကလည်းတရုတ်မျိုးသားသားတွေနဲ့ပေါင်းပြီးတော့တက်မတော်ကိုနေရာစုံမှာတိုက်ကွက်တီးပေါ်ခဲ့တယ်ဒီအကြောင်းတရားတွေဟာကျွန်တော်နိုင်ငံမှာစိတ်ဝင်စားစရာအကြောင်းတရားတွေပဲကျွန်တော်ပြောချင်တာကဗျာ တို့တက်မတော်ကိုထောက်ခံတယ်ဆိုရဲလူပုဂ္ဂိုလ်ဤနေနေတယ်တက်မတော်အပေါ်ကိုတစ္ဆာရှိရှိနဲ့ထောက်ခံအားပေးဝမ်းကြဖို့လိုတယ်ဒီလိုပဲနိုင်ငံဝန်ထမ်းတွေအနေနဲ့လည်းတိုင်းပြည်နဲ့လူမျိုးဘာသာသနာပေါ်ကိုတစ္ဆာရှိဖို့လိုတယ်မြန်မာနိုင်ငံရဲ့တက်မတော်ကြီးမြန်မာတက်မတော်သားတွေအနေနဲ့လည်းကိုတိုင်းပြည်ကိုလူမျိုးကိုဘာသာကိုသနာအပေါ်မှာတစ္ဆာဆောင်တည်ဖို့လိုတယ်တို့ပြည်တွင်းမှာရှိတဲ့တရုတ်အလူတော်ကြီးတွေလည်း စင်ကြင်လုံးတရားရှိကြပါလို့မင်းသားကြီးကဒီနေရာနေပြီးတော့ထက်ခါထက်ခါတရိပေပြောချနေပါတယ်နော်ကျွန်တော်တစ်စက်ကိုစစ်စင်ပါဗျာကျွန်တော်ရခိုင်ပေါ့နော်ကျွန်တော်တက်မတော့စစ်ရှုံးခဲ့တော့ဒီနေ့ကကျွန်တော်ပြောချင်တယ်ဗျာမြန်မာတက်မတော့ရေပေါ့နော်မြန်မာတက်မတော့ရေကျွန်တော် free game စတင်မကြီးကိုကိုယ်တိုင်တိဆောက်တယ်ကီလိုဂရမ်စတင်မကြီးကိုရေကိုတင်မကြီးရှိကျွန်တော်ဘုဒ္ဓမာလူ စတင်မောကြီးရှိတယ်တို့ခမီးရေတက်ကြီးရှိပါရဲ့နဲ့ရခိုင်မှာမြို့ကြီးတမျိုးကြီးတမျိုးကြခဲ့တယ်ဘာတင်အောင်ဆမ်းပါနော်ဘုရားကြီးပြောနော်ပြီးတော့အကိုမိုးအောင်ဘုရားကြီးပါနော်အဲ့ဒီလက်ထက်မှာခမီးရေတက်ကြီးဖြစ်တိဆောက်ခဲ့တဲ့တက်မတော်ကြီးဟာရခိုင်မှာကျွန်တော်တို့ထူးခြားစွာဆောက်ဆောင်မှုမျိုးရှိခဲ့ပါနော်တက်မတော်ကြီးကအရာရှိစစ်တီကြီးဟာကျွန်တော်တို့ငါးဖန်တင်မိုးတွေကိုခင်ဗျလိုက်ပြီးတော့ဖမ်းပြီးတော့ပြောမယ် အခချင်းငွေယူနေတယ်လို့မောင်ခိုတင်မောတွေကိုလည်းလိုက်ပြီးတော့အခချင်းငွေယူပြီးတော့လုတ်စားကျင်တိုင်းလုတ်စားနေတယ်။ဒါကြောင့်ရခိုင်မှာတက်မတော်ကြီးဟာဘာမှစွမ်းဆောင်ရည်မရှိခဲ့ဘူး။ညနေတက်မတော်ကြီးဦးစီးချုပ်ပေါ့နော်ကျွန်တော်တို့ဘုရုပ်ကြီးထိန်ဝင်းပေါ့နော်ကျွန်တော်အကိုကျွန်တော်လေးလေးစားစားဒီနေရာနေပြီးတော့ပြောကြလို့ပါတယ်။အကိုရဲ့တက်မတော်ကြီးရဲ့စွမ်းဆောင်ရည်တွေကိုတိုင်းတိပီတိကဘာတိဖြစ်အောင်အခုအနေနဲ့စူးစမ်းအထုပ်ပေးပါလို့မင်းသားအိယာ ဒီနေရာကနေပြီးတော့လေးစားစွာနဲ့တင်ပြပါရစေ။ဒီခါမှာတို့ချီးကြီးလေးကတ်တဆင်ကြီးကြီးကျွန်တော်တို့တော့မယ်။ကချင်မှာကျွန်တော်တို့တံပြန်ထိုးစစ်တွေစမယ်။ရှမ်းပြည်နယ်မှာကျွန်တော်တံပြန်ထိုးစစ်တွေစမယ်။ကျွန်တော်တက်မလို့ဟာစွန့်ရည်သွင်းနဲ့ပြည်စုံနဲ့တက်မလို့ဖြစ်ရမယ်။ဒုတော်ဝင်ရေသုံးပါကိုဥထိတ်ထားတဲ့တက်မလို့ဖြစ်ရမယ်။ငါနိုင်ငံတော်ငါနိုင်ငံသားငါတက်မလို့နဲ့ငါကြီးအသက်ကိုဆွလျံ တိထိုင်ပြီးပြုတ်သွားဆိုတဲ့စစ်သားကောင်းတွေမွေးထုတ်တာရက်ဖြစ်ရတယ်။အမသိရင်ငါစကန်ဘတော်မှမကြစီရဘူးဆိုတဲ့အာဇာနည်သူရဲကောင်းတွေရှိတဲ့ရက်ဖြစ်ရတယ်။ဒီနေ့ချိန်မှာစီးပွားရေးလုပ်တဲ့စစ်သားတွေနဲ့စစ်တိုက်တဲ့စစ်သားတွေရဲ့အခြေအနေတွေကိုကျွန်တော်အဖေတွေကျွန်တော်အဖေတွေသိနေပါပြီ။ဒါကြောင့်လူမှန်နေရာမှန်လေးရောက်ရှိဖို့လေအဖေတို့အဖေတို့အနေနဲ့တူးစားအားထုတ်နေပါတယ်။နော်ဒီနေ့မှာကျွန်တော်အနေနဲ့ဒီနေ့ပြည်သူစုမှုတန်းလူငယ်လူငယ်တွေကို အားပေးစကားပြောလိုပါတယ်။ကိုတိုင်းပြီးကိုမျိုးကိုပါလာကိုတာနာကိုကာဝယ်ဖို့အတွက်ငါညီတို့အပေါ်ကိုတမိုင်းပေးတောင်းဝင်ကြောက်ရောက်နေပြီ။ဂီတာကိုကြည်ကြည်ပြုံနဲ့ထမ်းဆောင်ကြဖို့မင်းတို့မင်းတို့အကူမင်းသားကြီးဟာဒီနေရာကနေလေးလေးနက်နက်တိုက်တွန်းနေ။ရဲမမသေးသေတော့ရဲမလား။နော်။သူရောင်းအောင်ရဲ့မှတ်တမ်းဟာစစ်မြေမှာရှိတယ်။နော်။ဒါကြောင့်မရလိုက်လေးမှာကျွန်တော်ပြောခဲ့တယ်ဗျာနော်။မိမိကိုမိမိကာဝယ်ရမယ်။မိမိမိသားစုကိုကာဝယ်ရမယ်။ မိမိဒေသကိုကာကွယ်ရမယ်မိမိမြို့ရွာခရိုင်ပေါ့နော်တိုင်းပြည်နယ်နဲ့တိုင်းပြည်ကိုကာကွယ်ဖို့အတွက်မင်းကြီးတို့ရဲ့ပခုံးမို့ဒီတာဝန်ကြီးတောက်လာအသက်ဆုံးရနေ35နှစ်ကြာလူငယ်လူရယ်တွေအနေနဲ့ကိုတိုင်းပြည်ကိုလူမျိုးကိုပါလာကိုသာအောင်ကာကွယ်ဖို့အတွက်မင်းတို့မြမတက်မတော်ကအလိုရှိတယ်။အဲကြောင့်ဆိုတော့ကိုရဲ့တိုင်းပြည်ရဲ့တမိုင်းမှာပြည်ရင်းပေါ့နော်ဒီကျွန်တော်ပြည်ရင်းစစ်ကြီးပေါ့ကျွန်တော်လွတ်လပ်ရဲ့အတူပေါ်ပေါ်လာတဲ့ပြည်ရင်းစစ်ကြီး ဒီပြည်တွင်းစစ်ကြီးကြောင့်တိုင်းပြည်ဟာအဖက်ဖက်ကနေစီးပွားရေးကျန်းမာရေးပညာရေးတွေနိုင်ပါနေတယ်။ဒါရောအခုလိုခင်မှာပြုပြင်ပြောင်းလဲမလာအနာဂတ်မှာလူငယ်လူရွယ်တွေဟာတိုးတက်တဲ့နော်တိုင်းပြည်ကြီးမှာနေထိုင်ကြပြီးတော့တိုင်းပြည်ရဲ့ကျန်းမာရေးစီးပွားရေးဘောနော်ပညာရေးကဏ္ဍတွေမှာလူငယ်လူရွယ်တွေဟာအတက်တရောနဲ့ဝင်ရောက်ပြီးတော့တောင်းဆန်းတာမျိုးတော်မဟုတ်ရင်ကျွန်တော်နိုင်ငံရှိတဲ့လူငယ်လူရွယ်တွေဟာတိုင်းတစ်ပါးကိုဆွတ်ခွာသွားတာဖြစ်တဲ့မြန်မာနိုင်ငံမှာလူငယ်လူရွယ်တွေဟာ တိုင်းသဘောကိုရောက်ရှိနေပြီးတော့နိုင်ငံအတွင်းမှာအတီးအကျနဲ့နေထိုင်တဲ့လူငယ်လူငယ်တွေဟာအားနည်းလာတာကိုတွေ့ရတယ်။ဒါကဘာကြောင့်လဲဆိုတော့တိုင်းပြည်မှာပြည်တွင်းစစ်အကြီးကျယ်ဖြစ်နေတာရယ်တိုင်းပြည်မင်းမတက်တာတွေရဲ့အကြောင်းလူငယ်တွေဟာမွေးရက်မြေကိုစွန့်ခွာပြီးတော့တိုင်းသဘောကိုတောရောက်ပြီးတော့လုကင်နေကြတာ။ဒီနေ့တိုင်းပြည်အလုံးစုံကြီးအေးချမ်းပြီးကျွန်တော်တိုင်းပြည်ဒီမှာရှိတဲ့လက်နက်ကင်တွေချုပ်ငင်းသွားမယ်ဆိုရင်တိုင်းပြည်ဟာအလင်းမြန်နဲ့တိုးတက်လာမှာဖြစ်တယ်။လူတို့တော့ဘုရားလည်းကျွန်တော်တို့အသက်ဆက်ရှင်ကနေ35နှစ်ကြာလူငယ်လူရည်တွေမှာ 大系列。的，那大欢喜的说咯，对面的不空，对面的大王哥，不空江水的幺妹，跳舞要来。再讲嘞，大欢喜的，到十四那天哩，都在俺那家，撸呀撸呀撸，没露骨，没那衣啊，人家正老，人家正老嘞，我们要比咯，我大比过你哟，过把子，过得哪样？说实在话嘞，上月加五，明年再赚点钱出来。大欢喜，人生路，比哩比大，大人家啊，了，没老啊了。